ပြသများအားလုံးပဲမင်္ဂလာပါရှင်။ April 6ရက်တမစ်စမ Prime Time မစ္စမတဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီစီစဉ်ကိုကျမကြိုချမ်းတဲ့အတူမစ္စမ Wine Dot သူ Wine Dot သားတွေကတက်ဆက်ပေးသွားမှာပါ။ Inno နဲ့ Plan ကိုတော်လရင်တက်ဖွဲ့တွေကတင်ပိုက်လိုက်ပြီးဖြစ်ပါရစေ။ငလင်းနမဲအခေါ်ဝန်းနဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေဖြစ်နေကြပါရစေ။ဆစ်ဆောင်စခန်းကမင်္ဂလင်းငယ်၃ယောက်ကိုပြန်ပြီးဆွဲတက်ဖြတ်ခဲ့တဲ့တရက်ခန်းကို KIO ကတည်တံ့ချမှတ်လိုက်ပါရစေ။ ဗန်ကောက်ငလျင်အစအုံပြိုကြောင်းမှုမှာအလောင်း16လောင်းတွေ့ထားပြီးဘသူဘဝသိရှိနိုင်ဖို့အတွက်မိသားစုဝင်တွေလှူပြောင်းစရင်တိုင်ကြဖို့အလုံသမားအရေးကူညီနေသူတို့ကတိုက်တွန်းထားပါတယ်။နိုင်ငံတကာဘက်မှာတော့အီရန်နဲ့ဒိုက်ရိုက်နျူကလ িয়ার ဆွေးနွေးပွဲတွေလုပ်မယ်လို့ထရမ်ကကြေညာလိုက်ပါတယ်။ဒီသတင်းနဲ့အပါအဝင်တခြားရေးကြီးသတင်းတွေနဲ့နောက်ဆုံးရငွေလဲနှုန်းရွှေဈေးတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါရှင်။အခုပထမဆုံးအနေနဲ့သခိုင်းတိုင်းအထက်ပိုင်းအင်းတော်မျိုးနဲ့ချင်းမြင့်နယ်ဖလန်းမျိုးကိုတော်လင်းရတက်တွေအပိသက်သိမ့်ပိုင်နိုင်ခဲ့တဲ့အကြောင်းကိုအရင်ဆုံးပြောပြပေးချင်ပါသေးတယ်။ ဖလက်မြုံမှာရှိတဲ့နောက်ဆုံးလက်ကျန်စက်ကောင်စီရဲ့ချက်လျင်တရင်အမှတ်269မနေ့ကမနက်ပိုင်းမှာသိမ်းပိုက်နိုင်ခဲ့တယ်လို့တရရင်မြက်စီကနေသိရပါဗျ။ချင်းညောင်အဖွဲ့ CB နဲ့မဟာမိတ်တွေဟာ2024ခုနှစ်နိုဝင်ဘာ9ရက်နေ့ကစပြီးတော့ဖလန်းမြို့သိမ်းတိုက်ပွဲကိုစတင်ခဲ့တာမှာ9လနီးပါးအကြာမှာမြို့ကိုလုံးဝထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ။အလားတူပဲ April 9ရက်ည8နာရီအချိန်လောက်မှလည်းသကိုင်းတန်းအထက်ပိုင်းအင်းတော်မြို့ကစစ်ကောင်စီလက်ကျက်စခန်းတွေဖြစ်တဲ့ဂျပန်လှိုင်းကူစခန်းနဲ့ဖျားကုန်းတွေကိုအပိသက်သိမ်းနိုင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။စခန်းဆုံခွာသွားတာမျိုးမဟုတ်ပဲလက်နက်ချအညံ့ခံအလံပြူထောင်ထားတဲ့ပုံစံမျိုးလို့ဆိုပါရယ်။ အင်းတော်မျိုးသိန်းတိုက်ပွဲကို2024ခုနှစ်ဩဂတ်လ16ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီးတိုက်ပွဲ၈လနီးပါးအကြာမှာသိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။လက်လွတ်ဆုံးရှုံးလိုက်ရတဲ့အင်းတော်မျိုးနဲ့ဖလန်းမျိုးကိုဒီကနေ့ April 10ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီက၄ကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တစီကနေသိရပါတယ်။အင်းတော်မျိုးကို KIA ကဥဆောင်တဲ့တော်လင်ရတက်တွေကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးတော့ဖလန်းမျိုးကိုချင်းညင်အောင်အဖွဲ့ CB နဲ့မဟာမိတ်တွေကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ရှင် ငလျင်နမဲခေါ်ဝါနဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေဖြစ်နေတဲ့အကြောင်းကိုဆက်ကြည့်အောင်ပါမြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကပြင်းအား9.9 Richter scale ရှိတဲ့အင်အားပြင်းငှက်လျင်ကိုမန္တလေးငှက်လျင်လို့ခေါ်ဆိုသတ်မှတ်ဖို့စစ်ကောင်စီက April 9ရက်မနေ့ကပြောဆိုလိုက်ပါတယ်။ မှတ်တမ်းပြုစုရာမှာဖော်ပြချက်တွေရည်ညွှန်းပြောဆိုချက်တွေတူညီစေဖို့အတွက်မန္တလေးငလျင်လိုသုံးဆွဲသွားမှာဖြစ်ပြီးတော့ငလျင်နဲ့ပတ်သက်တဲ့သတင်းတွေကိုဖော်ပြနေတဲ့မီဒီယာတွေအနေနဲ့လည်းမန္တလေးငလျင်လိုသုံးဆွဲဖို့ပြောသွားခဲ့တာပါငလျင်ဟာစကိုင်းမြို့နယ် area အတွင်းဗဟိုပြုလှုပ်ခတ်သွားတာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့မန္တလေးငလျင်လိုခေါ်ဝေါ်မှုနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေလည်းရှိနေတာပါ။ အထိကိုက်များစွာဖြစ်ပေါ်ခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ငလျင်ဟာသခိုင်းပြည့်၍အင်းဝအပိုင်းကနေသခိုင်းမြို့ရဲ့အနောက်မြောက်ဘက်ကိုဗဟိုပြုတ်ပြီးတော့လှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။တချို့ကတော့စစ်ကောင်စီဟာဘေးရင်ရရာကြောင့်သခိုင်းပြည့်၍ဂျောကနေလှုပ်တဲ့ငလျင်ကိုသခိုင်းငလျင်လို့မခေါ်ဘဲမန္တလေးငလျင်လို့ခေါ်ဖို့အတင်းကျပ်တိုက်တွန်းနေတာဖြစ်တဲ့အကြောင်းယူဆပြောဆိုနေကြပါရဲ့ရှင်။ ငလင်းတဲ့နဲ့ပဲဆက်ချင်ပါတယ်ပြန်ထန်ငလင်းကြောင့်မန္တလေးမြို့မဆိုးရင်ကြောင်းတိုက်ကတန်က39ပါပြန်လွန်တော်မူသွားခဲ့ရတယ်လို့ကြောင်းတိုက်နိုင်ရကဆရာတော်စီကနေသိရပါတယ်ငလင်းအတွက်မှာကြောင်းတိုက်ပြိုကျမှုကြောင့်ကြောင်းတိုက်ဟောင်းကတန်က18ပါပြန်လွန်တော်မူပြီးလူပုတ်ကိုဧည့်သည်9ယောက်နဲ့မဆိုးရင်တိုက်သက်ကစာတင်နာတန်က22ပါပြန်လွန်တော်မူခဲ့တယ်လို့သိရပါတယ်ဒါပြန်တန်က48ပါလေအကြီးစားတန်ရာတွေရရှိခဲ့တယ်လို့ဆိုပါတယ် ငလျင်ကျောင်းမစိုးရိမ်တိုက်ဟောင်းကကျောင်းဆောင်12ဆောင်လုံးလုံးဝပျက်စီးသွားခဲ့တယ်လို့မစိုးရိမ်တိုက်တက်မှာလဲ60ရာခိုင်နှုန်းလောက်ထိခိုက်ပျက်စီးသွားတာပါ ចောင်းဆောင်တွေပြည့်စည်သွားတဲ့အတွက်ပြည့်ရတိစာပေကိုဆက်ပြီးတော့တင် जा နိုင်ဖို့ယာယီចောင်းဆောင်လေးတွေကိုဆောက်လုပ်ပြီးတင် जा ပေးသွားရင်ပြည့်စည်သွားတဲ့ចောင်းဆောင်တွေကိုဆက်လက်ပြင်ဆင်သွားမယ်လို့မဆုရိတ်နိုင်ရကဆရာတော်တွေကမိန့်ပါတယ်။အလားတူပဲမတ်လ28ရက်နေ့မှာမန္တလေးမဟာအောင်မြေမြို့နယ်ဥလှသိမ်းဘိမ့်မှာမှာဓမ္မစရိယစာမေးပွဲဖြစ်ဆိုနေစဉ်ငလျင်လှုပ်တာကြောင့်ចောင်းဆောင်ပြိုကျခဲ့ပြီးတော့စာဖြေတန်ကအပါ20ကျော်ပြန်လွန်တော်မူက200ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လူမှုကေဆေးရေးအဖွဲ့အစည်းကနေသိရပါတယ်ရှင်။ အခုတော့ကချင်ဘက်ကသတင်းတပုတ်ကိုဆက်ကြည့်အောင်ပါ။ကချင်လွတ်လပ်ရေးအဖွဲ့ KIO စထနာချုပ်ရှီယာလိုင်းစာမြို့ခြေရန်ဆစ်ဆောင်စခန်းကမင်းကလေးငယ်၃ယောက်ကိုကြံပေးဆွဲတပ်ဖြတ်ခဲ့တဲ့တရက်ခံကို KIO တရားရုံးကတည်တံ့ချမှတ်လိုက်ပါတယ်။ပြင်းမှုကျူးလွန်သူအုံဆောင်တွဲအောင်ကို KIO တရားရေးဌာနကစစ်ဆေးပြီးတဲ့နောက်ပုံမှ6ခုနဲ့တရားစွဲဆိုခဲ့ပြီးတည်တံ့ချမှတ် lambda ဖြစ်တယ်လို့ KIO ပြန်ကြားရေးတက္ကသိုလ် Nets က April 10ရက်နေ့မှာထုတ်ပြန်ပါတယ်။ အလောင်းတွေရဲ့စစ်စစ်ချက်အဖြေတွေအရမတိမှုလက္ခဏာတွေကိုလည်းတွေ့ရှိခဲ့ရတဲ့အတွက်ရစသက်ကြီးပုံမှန်302ခခွေ201364305300386တို့နဲ့အမှုပွင့်ခဲ့တယ်လို့သိရပါတယ်။တရားခံဖြစ်သူအောင်ဆောင်တွဲအောင်ကိုဘယ်နေ့မှဘလို့ပုံစံနဲ့တိမိတ်ချမလဲဆိုတော့ကိုရောအသေးစိတ်ဖော်ပြထားတာမရှိသေးပါဘူး။ အသက်25နှစ်အရွယ်တရက်ခန်းအုံဆောင်တွင်းအောင်ဟာဖေဖော်ဝါရီ22ရက်ညနေ3နာရီဝန်းကျင်ကဂျင်းရန်စစ်ဆောင်စခန်းမှာနေထိုင်တဲ့အသက်10နှစ်အရွယ်အကြောင်းသူ2ယောက်နဲ့17နှစ်အရွယ်အကြောင်းသူ1ယောက်တို့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။အရင်နောက်ကလင်းငယ်ရီရဲ့မိဘတွေစီကိုတရုတ်ငွေ3သိန်းနဲ့ပြန်လာရွေးဖို့ဆက်သွယ်ခဲ့တယ်လို့လည်းသိရပါတယ်။ဖေဖော်ဝါရီ25ရက်နေ့မနက်ပိုင်းမှာတော့ KIA ကတရက်ခန်းကိုဖမ်းဆီးရမိခဲ့ပြီးသူ့ရဲ့ညွန်ပြချက်နဲ့ပဲမင်းကလေးငယ်ရီရဲ့အယုတ်အလောင်းတွေကိုပြန်လည်ရှောက်ပွေတွေ့ရှိခဲ့တာဖြစ်ပါတယ်ရှင်။ အခုနောက်ထပ်အနေနဲ့မြန်မာနိုင်ငံစကိုင်းမြို့အနီးဗဟိုပြုလှုပ်ခတ်သွားခဲ့တဲ့ငလျင်ကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ချက်တူချက်မှာရှိတဲ့ဆောက်လုပ်ဆဲပြည်နယ်စည်ရင်စစ်ရုံအဆောက်အုံပြိုကျမှုအတွင်းဧပြီလ9ရက်ညနေပိုင်းအထိရုံအလောင်း18ယောက်ကိုတွေ့ရှိထားပြီးတော့ဘသူဘဝဖြစ်ကြောင်အတည်ပြုနိုင်ဖို့ခက်ခဲနေတာကြောင့်လုပ်ငန်းခွင်မှာပျောက်ဆုံးနေတဲ့မြန်မာအလို့သမားတွေအနေနဲ့ပျောက်ဆုံးစည်ရင်တိုင်ကြားပေးကြဖို့မြန်မာအလို့သမားအရေးဆောင်ရွက်ပေးနေသူတွေကတိုက်တွန်းပါတယ် ရုပ်တွေကပြက်နေပြီဖြစ်တဲ့အတွက်ထိုင်းလားမြန်မာလားခွဲမရတာကြောင့် DNA စစ်ဖို့လိုနေတယ်လို့အဆောင်အုံပြောကြားမှုမှာမြန်မာလူသမားတွေအတွက်ကူညီပေးနေတဲ့ Worker Alliance Group WAG အဖွဲ့ကောင်းဆောင်ကိုမှုန်နိုင်ကပြောပါရယ်ရုံလောင်းတွဲရှိထားတဲ့18ယောက်ထဲကမြန်မာအလုသမား3ယောက်ပါဝင်တယ်လို့အတိအကျသိရသေးပြီးတော့ဇနက်သူတွေကဘသူဘဝဖြစ်တဲ့အကြောင်းမသိရသေးပါဘူး တည်ဆုံးသူတွေကဘသူဘဝဖြစ်ကြောင်းအတိအကျသိနိုင်ဖို့ကိုယ့်ရဲ့မိသားစုဝင်တွေပျောက်ဆုံးနေလို့ရှိရင်ကြံရှိနေတဲ့မိသားစုဝင်တွေအနေနဲ့လူပျောက်စရင်တိုင်ကြဖို့လိုအပ်ကြောင်းဆိုပါတယ်။အဆောင်အုံပြောကြောင်းမှုအတွင်းမှာပျောက်ဆုံးနေတဲ့သူကအထောက်အထားရှိဖို့မလိုအပ်ပေမဲ့လူပျောက်စရင်တိုင်ကြမဲ့မိသားစုဝင်ကတော့တရားဝင်အထောက်အထားရှိဖို့လိုအပ်ပါတယ်။ ဧပြီ9ရက်နေ့ညနေပိုင်းနောက်ဆုံးရရှိထားတဲ့အချက်အလက်အရမတ်လ28ရက်နေ့ငလျင်ကျောက်ဇတုချက်ဆောက်လက်ဆအဆောက်အုံပြိုကျမှုအတွင်မှာရုပ်အလောင်းတွေ့ရှိထားသူ18ယောက်အဆောက်အုံအောက်မှာကျန်ရှိနေတဲ့သူ89ယောက်နဲ့ပျောက်ဆုံးနေသူ103ယောက်ရှိကောဈေးကူသားမှုခံယူနေသူ9ယောက်ရှိတယ်လို့သိရပါတယ်။အဲဒီဈေးကူသားမှုခံယူနေသူ9ယောက်ထက်ကမြန်မာလူသား4ယောက်ပါဝင်ပြီးလက်ရှိမှာထိုင်းဆိုရကကူသားမှုဇယိတ်တွေကိုတာဝန်ယူထားတယ်လို့ဆိုပါတယ်။ ငလင်အတွက်မှအဆောင်အုံပြိုကျမှုကြောင့်အထောက်အထားရှိသိဆုံးတဲ့သူတွေအတွက်နိနာကြီးအနေနဲ့ထိုင်းပြည်ကဘတ်16သိန်းအစိုးရကနေ3သိန်းစုစုပေါင်းဘတ်18သိန်းမြန်မာကျပ်ငွေသိန်းပေါင်း13600ဝန်းကျင်ပေးမှဖြစ်ပြီးတော့ ထောက်ထားမဲ့အလုပ်သားတွေအနေနဲ့လုပ်ငန်းတာဝန်ရှိတဲ့သူတွေကတာဝန်ပေးယူပေးရမှာဖြစ်တယ်လို့ထိုင်းဆိုရကပြီးခဲ့တဲ့ဧပြီလ၁ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါအပြင်တရားရရှိထားတဲ့လူမှုဖူလုံရေးကျေးဆောင်ထားတဲ့အလုပ်သမားတွေကလည်းငလျင်ကြောင်အလုပ်လက်မဲ့ပြမှုအတွက်လောအခါတလောက်ကိုဘတ်9500နဲ့အနည်းဆုံး6လအထိခန်းစားခွင့်ရရှိမယ်လို့ထိုင်းလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ထိတ်တန့်ရောက်နိုင်ငံတကာသတင်းနဲ့ဆက်ချင်ပါတယ်။ အီရန်နဲ့ဒါရိုက်နျူကလ িয়ার ဆွေးနွေးပွဲလုပ်မယ်လို့ထရမ့်ကြေညာလိုက်တဲ့အကြောင်းကိုကြည်အောင်ပါမရှင်ရွယ်ကဆက်ပြီးပြောပြပေးမှာပါရှင်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ဆက်လျင်လို့အဆင့်မြင့်ဒါရိုက်ဆွေးနွေးပွဲတွေစနေနေ့မှာစတင်ပြုလုပ်သွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောလိုက်ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုနဲ့အင်ပီရိုမှာဆွေးနွေးနေစဉ်ဒီအထိတ်တလန့်ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ တီရန်နဲ့သဘောတူညီချက်ရလိမ့်မယ်လို့သူမျှော်လင့်ကြောင်းထရမ့်ကတင်းလာနေမှာ Oval Office မှာပြောကြားလိုက်ပြီးဆွေးနွေးပွဲပြတ်သွားမယ်ဆိုရင်အီရန်သမ္မတနိုင်ငံအတွက်အလွန်အနည်းကြီးလိမ့်မယ်လို့သူကသတိပေးလိုက်ပါတယ်။နိုင်အနေနဲ့ကြာမှာပဲတီရန်ကလည်းဆွေးနွေးမှုတွေအိုမန်မှာစနေနေ့ပြုလုပ်သွားမယ်လို့အတည်ပြုကြေညာပါတယ်။ ဒါပေမဲ့ဒီဆွေးနွေးပွဲတွေဟာတွဲဝိုက်ဆွေးနွေးပွဲတွေသာဖြစ်တယ်လို့အခိုင်အမာထပ်ပြောပါရတယ်။တွဲဝိုက်အစစ်မြေဆွေးနွေးပွဲတွေအတွက်အီရန်နဲ့အမေရိကန်တို့စနေနေ့အိုမန်မှာတွေ့ဆုံကြမယ်လို့အီရန်နိုင်ငံခြားရေးဝန်ကြီးကဆိုရှယ်မီဒီယာ X မှာ post တင်ပြောကြားထားပါရတယ်။ဒါအခွင့်အရေးအများကြီးရတာဖြစ်ပြီးစမ်းသပ်မှုလည်းဖြစ်တယ်။ အမေရိကန်ကတုံ့ပြန်ရမယ့်အလှည့်ရောက်နေပါပြီလို့သူကဆက်ပြောပါတယ်။စစ်ဘေးဒဏ်ခံဂါဇာဒေသကတစားခံတွေလွတ်မြောက်လာရေးအတွက်နောက်ထပ်သဘောတူညီချက်ရဖို့အမေရိကန်နဲ့အစ္စရေးတို့ဒီအတော်အတွင်းမှာဆောင်ရွက်နေကြပါလားလို့နေတန်ယာဟုကပြောပါတယ်။အစ္စရေးနဲ့အီရန်ရဲ့မဟာမိတ်ဟာမတ်စ်အဖွဲ့တို့အကြာရရှိခဲ့တဲ့အပြည့်အစာချုပ်ကဂါဇာမှာပြည့်ပြတ်သွားပါတယ်။ကျွန်တော်တို့အီရန်နဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့စနေနေ့မှာအလွန် အရေးကြီးတဲ့အစီအဝေးရှိမယ်။ကျွန်တော်တို့သူတို့နဲ့တိုက်ရိုက်ဆက်ဆံနေပါတယ်လို့အမေရိကန်အခွန်တွေကနေရှောင်ရှားဖို့အရေးလာရောက် ဆွေးနွေးနေတဲ့ Israel နဲ့ဆွေးနွေးပွဲအပြီး Trump ကသတင်းတောက်တွေကိုပြောလိုက်ပါတယ်။အစည်းအဝေးဘယ်မှာလုပ်မယ်ဆိုတာကိုတော့ Trump ကထည့်ပြောမသွားပါဘူး။ဒါပေမဲ့အဆင်အမြင်ဆုံးနေပါအစည်းအဝေးဖြစ်မှာဖြစ်ပြီးကိုယ်စလဲဂျားလူတွေပါမှာမဟုတ်ဘူးလို့အသေးချပြောပါရရှင်။ကမ္ဘာတဝန်ကွန်မြတ်မှုတွေကကိုနှစ်အတွမှာအမြင့်ဆုံးကိုရောက်ရှိလာတယ်လို့နိုင်ငံတကာလွန်ငင်းချမ်းသာကွန်အဖွဲ့ကြီး AI ကပြောလိုက်ပါတယ်။အပြည့်စုံကိုဆက်ကြည့်လိုက်ရအောင်ပါရှင်။မနှစ်ကကွန်မြတ်ခံရတယ်လို့သိရှိရတဲ့အရေးတော်ဟာဆယ်စုနှစ်တစ်ခုအတွင်းအမြင့်ဆုံးကိုရောက်လာတယ်လို့ နိုင်ငံကလူငင်းချမ်းသာ권အဖွဲ့ကြီး AI ကအင်္ဂါနေ့ကပြောလိုက်ပါတယ်လူတွေကိုအများဆုံးကွပ်မျက်ခဲ့တဲ့နိုင်ငံတွေကတော့ Iran, Iraq နဲ့ Saudi Arabia တို့ဖြစ်ကြပါတယ်2024ခုနှစ်မှာကမ္ဘာတဝန်းကွပ်မျက်ခံရသူဦးရေဟာ2015ခုနှစ်က1634ယောက်ရှိပြီးကတည်းက1518ယောက်အထိစံချိန်တင်အများဆုံးကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်လို့ အဲ့ဒီလူခွင့်ရေးအဖွဲ့ရဲ့တည်ထန်စီရင်မှုအကြောင်းနှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြထားပါတယ်။ဒီကိန်းဂဏန်းဟာ2023ခုနှစ်နဲ့နှိုင်းစာရင်သိရှိရသမျှကွန်မြတ်မှုတွေ32ရာခိုင်နှုန်းပိုများလာတာဖြစ်ပါတယ်။ဒီအထက်မှာထောင်ပေါင်းများစွာကွန်မြတ်ခံရတယ်လို့ယုံကြည်ရတဲ့တရုတ်ပြည်ရင်ကွန်မြတ်မှုတွေမပါဝင်သေးပါဘူး။ တရုတ်ဟာကမ္ဘာပေါ်မှာကွန်မြတ်မှုအများဆုံးနိုင်ငံဖြစ်ပြီးအလားတူနိုင်ငံတွေကတော့မြောက်ကိုရီးယားနဲ့ဗီယက်နမ်တို့ဖြစ်ကြပါတယ်။မနေ့ကသိရှိခဲ့ရသမျှကွန်မြတ်မှုတွေအထက်မှာအီရန်၊အီရတ်နဲ့ဆော်ရီအာရေဗျားနိုင်ငံတွေမှာကွန်မြတ်မှုက67ရာခိုင်နှုန်းရှိပြီးဒီသုံးနိုင်ငံစလုံးမှာတည်ထန်ချမှတ်မှုတွေတိုးလာခဲ့တာကြောင့်အခုလိုကမ္ဘာတဝန်းလုံးကွန်မြတ်မှုတွေမြင့်တက်လာခဲ့ရတာဖြစ်တယ်လို့ဒီအဖွဲ့ကပြောပါတယ်။ တရှိယသမျှကွန်မြတ်မှုတွေရဲ့64ရာခိုင်နှုန်းကိုအီရန်နိုင်ငံတနိုင်ငံတည်းကလုပ်ခဲ့တာဖြစ်ပါတယ်။အနည်းဆုံး982ယောက်ကိုကွန်မြတ်ခဲ့ပြီးတော့ဒါဟာမနှစ်ကနဲ့စာရင်လူပေါင်း100ကျော်တိုးလာတာဖြစ်ပါတယ်။ ခေါင်းဖြတ်ကွန်မြက်လေးရှိတဲ့ Sorry Arabia နိုင်ငံမှာတော့မနှစ်က182ယောက်ရှိခဲ့ရာကနေအခုနှစ်မှာနှစ်ဆတိုးပြီးတော့အနည်းဆုံး345ယောက်အထိရှိလာခဲ့တာပါ။ Iraq ကတော့အရင်ကအနည်းဆုံး16ယောက်ကနေ၄ဆတိုးပြီးတော့အခုအနည်းဆုံး63ယောက်အထိရှိလာခဲ့တာလို့ AI ကပြောပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊စောင်းစီဈေးနဲ့ဆက်သုံးစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစမသတင်းတောက်ကိုမြတ်သူရကပေးပို့တင်ဆက်ထားပါရရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကို6ကောင်စီတတ်မှတ်စေ1100ကျပ်၊ပြင်ပပေါက်စီ4460ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1558ဒသမ86ကျပ်ပြင်ပပေါင်စေ3300ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1302ဒသမ65ကျပ်ပြင်ပပေါင်စေ4900ကျပ်ထိုင်းဘတ်တစ်ပတ်ကိုစစ်ကောင်စီတတ်မှတ်စေ60ဒသမ54ကျပ်ပြင်ပပေါင်စီ128ဒသမ44ကျပ်မလေးရှားတရင်းကိကိုစစ်ကောင်စီတတ်မှတ်စီ468ဒသမ ခွန်9ကျပ်ပြင်ပပေါက်စီ996ကျပ်ပေါက်စီရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုံတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုံတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုံတဲ့အတင်းတတ်မှတ်စေ96သိန်း1000ကျပ်ပြင်ပပေါက်စီ68သိန်း၄000ကျပ်15ပဲတစ်ချက်သားကိုရွှေကုံတဲ့အတင်းတတ်မှတ်စေ52သိန်း59385ကျပ် ပြင်ပပေါင်စည်64,400ကျပ်ပေါင်စည်ရှိပါတယ်။ပေါ်ပြပါရွှေစင်းနှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းနှုတ်တွေကတော့ဒီဇယ်တလီတာကို2580ကျပ်ပရီမီယံဒီဇယ်တလီတာကို3190ကျပ်အောက်တိတ်92တလီတာကို3000ကျပ်အောက်တိတ်95တလီတာကို3050ကျပ် ပေါင်ဈေးရှိပါတယ်။ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6980ကျပ်၊ပြင်ပပေါက်စီ9500ကျပ်ပေါ့ဈေးရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် သမစ်စမပရိုင်တိုင်းမစ်စမတဲ့အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြေရှောအပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအစီအစဉ်ကိုတော့ကျွန်မသူချမ်းကတင်ဆက်ပေးခဲ့တာပါသမစ်စမပရိုင်တိုင်းတဲ့အစီအစဉ်ကိုနေ့စဉ်တင်ဆက်လာနေကနေတောက်ကြနေအထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပရိသတ်တွေအားလုံးတဘာဝဘေးစစ်ဘေးကနေကင်းဝေးနိုင်ကြပါစေရှင်